မင်္ဂလာပါရှင်မိုတော့ချန်နယ်ကနေပြောပြန်လဲကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်လေးမစတင်ခင်မှာတော့မိုတော့ချန်နယ်ကို subscribe နဲ့ like share တွေလုပ်ပေးပါအောင်ရှင်ပြည်သက်ကြီးတမရော့စစ်ကြောင်းတွေဟာတီဘောမြို့ကိုအော်တိုဘားလ16ရက်နေ့မှာအလုံးစုံပြန်လဲသိမ်းပိုက်နိုင်ခဲ့ပြီးနောက်လက်ရှိအချိန်မှာနမ်မတူမြို့နဲ့နန်းဆန်မြို့တွေကိုအလုံးစုံပြန်လဲသိမ်းပိုက်နိုင်အောင်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေတယ်လို့သိရပါတယ် တမရော့စစ်ကြောင်းတွေဟာတီဘောမျိုးကိုပြန်လည်သိမ်းပိုင်းနိုင်ခဲ့ပြီးနောက်အနာသိမ့်မီယူပဲနမ်မတူမျိုးနဲ့နန်းဆန်မျိုးတွေကိုထိုးစစ်စင်တိုက်ခိုင်းနေခြင်းဖြစ်ပါတယ်။တမိုင်းဝင်တောင်ခန်းတိုက်ပွဲမှာတဲ့ကစစ်ဦးကျိုးကဲရတဲ့တောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNL ဟာတမရော့ရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကြောင့်အထိကိုင်အကြဆုံးများလျက်ရှိနေတယ်လို့သိရပါတယ်။ကိုခိုင်စောကမိမိတို့တမရော့ဟာတီဘောကိုအောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီးရဲ့နောက်မှာတော့ နမ်မတူနဲ့နန်းဆန်မျိုးတွေစီကိုထိုးစစ်ဆင်နေပါပြီ။ပွဲဦးထွက်မှာရင်ပလောင်အကျန်းဖက်တပုံတွေအကြဆုံးများပြီးအထင်းနာက ပလောင်တို့ရိုးရအတိုင်းတက်ပြက်လျက်ရှိနေပါတယ်ဆိုပြီးတော့အော်တိုဘာလ21ရက်နေ့က၎င်းရဲ့ Telegram လူမှုကွန်ရက်မှာရေးသားဖော်ပြခဲ့ပါတယ်။ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာတည်တုံညာနှစ်ခုစစ်စင်ရေးပထမလှိုင်းကာလအတွင်းဖြစ်တဲ့2023ခုနှစ်ဒီဇင်ဘာလအတွင်းမှာနန်းဆန်မျိုးနဲ့နမ်မတူမျိုးကို ယာယီထိန်းချုပ်ခွင့်ရခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းတမရော်စစ်ကြောင်းတွေဟာလက်လွတ်ထားရတဲ့မြို့တွေကိုပြန်လည်သိမ်းပိုက်နိုင်အောင်ထိုးစစ်ဆင်တိုက်ခိုင်းနေပြီးတမျိုးပြီးတမျိုးပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။တအောင်အကြံဖက်လက်နက်ကိုင်အဖွဲ့ TNN လေးဟာဇူလိုင်လနောက်ပိုင်းတွေကလက်ရှိချိန်ထိ၎င်းတို့ယာယီထိန်းချုပ်ထားတဲ့နောင်ချိုကြောင့်ပဲတေဘောမျိုးတွေကိုတခုပြီးတခုလက်လွတ်ခဲ့ရပြီးနောက်စိတ်သက်ကြဆင်းလျက်ရှင်းနေချိန်မှာတမရော်စစ်ကြောင်းတွေဟာနမတူမျိုးနဲ့ နန်းဆန်မျိုးတွေကိုမြေပြင်ထိုးစစ်ဆင်မှုမလုပ်ခင်အချိန်တွေကတမရော်လေကနမတူမျိုးနဲ့နန်းဆန်မျိုးရှိတအောင်အကြံဖက်အနက်ကိုင်းအဖွဲ့ TNN လေနဲ့ပူပေါင်းအဖွဲ့တွေကိုဒေချောင်းကတိုက်ခိုက်ခဲ့ရာ TNN လေနဲ့ပူပေါင်းအဖွဲ့တွေအထေကိုင်းအကြဆုံးတွေရှိခဲ့တယ်လို့သိရပါတယ်တမရော်ရဲ့လေချောင်းတိုက်ခိုက်မှုတွေကြောင့်အထေကိုင်းအကြဆုံးများခဲ့ရခြင်းကိုမကျေနပ်တဲ့အတွက်တအောင်အကြံဖက် TNN လေနဲ့ကိုင်းအဖွဲ့ကောင်းဆောင် တာဖုံကျော်က တမ်မတော်လေးရဲ့တိုက်ခိုက်မှုတွေအပေါ်စိတ်ဆိုးဒေါသဖြစ်နေတဲ့အကြောင်းကိုလူမွေးကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပါတယ်။တာဖုံးကျော်ကထုံးတို့ထားမဲ့ခေါင်းစဉ်တက်ထားတဲ့ post တစ်ခုကိုအော်တိုဘာလ19ရက်နေ့က၎င်းရဲ့ Facebook လူမွေးကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပါတယ်။တာဖုံးကျော်ကထုံးတို့ထားမဲ့မနေ့နေကင်းညနေညတကောင်ဇက်တိုက်ပုံကျဲနေရာကျဲတဲ့သူကျဲဖို့စော့ဩသူကျဲခန့်ရတာကိုဝမ်းမြောက်လက်ခုပ်တီးသူအားလုံးကို ထုံးသေးချာတိုးမတ်ထားမယ်။အလဲဆိုတာရှိစမြဲပါလို့ရေးသားဖော်ပြထားပါတယ်။တာဖုံးချုံရဲ့ post ကိုအလာကြည့်မယ်ဆိုရင်တမရော်စစ်ကြောင်းတွေက TNL နဲ့ပူပေါင်းအဖွဲ့တွေစုဖွဲ့လှုပ်ရှားနေတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြင်းထန်ခဲ့တယ်လို့ဆိုနိုင်ပါတယ်။ TNL နဲ့ပူပေါင်းအဖွဲ့တွေဟာတေပေါင်းမျိုးကစုခွာခြင်းအတွင်နမတူမျိုးဘက်ကိုဦးတီစုခွာခဲ့ခြင်းဖြစ်ရာတမရော့စစ်ကြောင်းတွေကနောက်ကလိုက်လံတိုက်ခိုက်နေရလေဖြစ်ပါတယ် ကင်မရာစက်ကြောင်တွေကလက်ရှိအချိန်မှာတီဘောနဲ့နမ်မတူမြို့ကြားဆက်သွယ်ထားတဲ့လမ်းမပေါ်ရှိမိုးတိဘက်ထိရောက်ရှိလာတယ်လို့လည်းသတင်းတွေလည်းထွက်ပေါ်ခဲ့ပါတယ်။ကိုမီခန့်ကျော်အမည်ရှိရဲ့ Facebook account တစ်ခုက TNL ရဲ့အမာခံကုတ်ကဲရဒေတာဖြစ်တဲ့နန်းဆန်နဲ့နမ်မတူကိုပါ အောင်စိတ်အပြင်းနဲ့ထိုးစစ်စင်တိုက်ခိုက်နေပြီဖြစ်တဲ့ကိုဘက်ကစစ်တီတော်ဖိုက်တာတွေဟာဆိုရင် မိုးတိတဒါစီခြေတက်နေကြပါပြီ။အဲ့ဒီဒတာဟာအဖြောင်တိုင်းရင် နန်းဆန်မြို့နယ်22မိုင်ခန့်ကွာဝေးပြီးနမ်မတူမြို့နယ်ဆိုရင်25မိုင်ခန့်ကွာဝေးပါတယ်။ MNDAA တွေကတော့ဒေတိုးပြင်းနာမြို့မလုပ်သေးပဲထိတ်တရင်ဆိုင်ထိန်းချုပ်ထားပြီး TNLC စစ်ကူမပေးနိုင်အောင်ဝိုင်းပက်ဖြတ်တောက်ထားတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်။တွဲလုံးညီလာတဲ့ drone မော်တာနဲ့ခြေလျင်စစ်နေဖြူဟာနဲ့တိုက်စွမ်းရည်ကိုကိုတွေ့မြင်နေရတဲ့ဖုံးတိုင်ရှင်တို့အုပ်စုဟာလည်းအတော်ဖြုံနေတယ်လို့ကြားသိရပါတယ်။ ရခိုင်မှာလည်းမဟာဗျူဟာမြောက်စစ်စင်ရေးလုံးမဲ့အတန်တွေပေါ်ပြီးထွက်လာနေပြီဖြစ်တယ်လို့နိုင်ရကန်စစ်မျက်နှာအခြေအနေနဲ့စစ်ကြောင်း၃ခုနဲ့ဖြန့်ကျက်တံပြန်တိုက်စစ်ဆင်မှုတွေအောက်မှာအေအေတွေပွဲပြက်နေရပြီးအားရစရာဖြစ်ပါတယ်။ငါတာခမြောက်ဆန်းဆက်ဆက်ရုံဘက်မှာလည်းရန်သူစီကအလောင်းနဲ့လက်နက်တွေထိုက်ရပြီးအထင်းအောင်ကျိတ်နေပါတယ်။ကြောက်ဖြူမှာလည်းအခြေအနေကောင်းလာတယ်လို့ဆိုရမှဖြစ်ပါတယ်။အခုချိန်မှာအရေးကြီးစစ်မျက်နှာတိုင်းလွတ်လွတ်ကို ကိုဘက်ကအသာစီးနဲ့အနိုင်ပိုင်းထားတာကိုမြင်နေရပြီမို့ဟိုဘက်ဆစ်ရှုံးတပုံရက်ွက်တစ်ခုလုံးရဲ့နေဝင်ချင်းကိုဖြစ်ဖြစ်ချင်းတွေးလာရပြီပဲဖြစ်ပါရဲ့လို့ပြောပါတယ်။တအောင်အကြံဖက်လက်နက်ကင်အဖွဲ့တွေကြားမှလည်းတမ်းမတော်ရဲ့ထိုစီအရှင်ကြောင့်စိတ်သက်ကြဆင်းခြင်းတွေသဘောတော်ကွဲလဲခြင်းတွေဖြစ်လျက်ရှိနေတယ်လို့သိရပါတယ်။အထူးသဖြင့် DNL အောက်ခြေတပ်ဖွဲ့ဝင်တွေဟာခရရမလုံလောက်မှုပြဿနာထောက်ပေါ်ပိုင်းမကောင်းတဲ့အခက်အခဲတွေကိုရင်ဆိုင်နေရပေမဲ့လည်း တိုက်ပွဲတွေကိုဆက်လက်တိုက်ခိုက်လို့ခြင်းမရှိဘဲဖြစ်နေတယ်လို့သိရပါတယ်။တောင်အကြံဖက်လက်နက်ကိုင်းအဖွဲ့တရနန်လီဟာတရုတ်နိုင်ငံရဲ့နိုင်ငံရေးဖိအားတမရော်စစ်ကြောင်းတွေရဲ့စီးရေးဖိအားအပြင်ခဲရက်နဲ့ထောက်ပို့ပိုင်းလိုအပ်မှုပြဿနာအပအဝင်အခက်အခဲမျိုးစုံရင်ဆိုင်နေရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာနေထိုင်သူတအိုးကလည်းရှမ်းပြည်မြောက်ပိုင်းကတီဘောမြို့နယ်နဲ့နမ်တူမြို့နယ်ပေါင်ကူဆက်သွဲထားတယ်။တခုတည်းသောတရားဖြစ်တဲ့မိုးတိတ်တရားကိုပြည့်စည်ဖြတ်တောက်လိုက်မှုက ူ့အတွက်လုံခြုံစိတ်ချရပြီလို့တရနယ်လေးပလောင်တောင်းဖို့တခိုးတမျှအကျန်းဖက်သမားတွေစိတ်ထဲထင်နေကြတယ်။မြမစစ်တပ်ရဲ့မြေပြင်ထိုးစစ်တုံဆိုင်နှေးကွေးကြမ်းကြာသွားအောင်စစ်ရင်တန်းတွေအ мян ချီတက်ဖို့မရနိုင်အောင်စစ်ဖြူဟာအရာလန်ဒတာတွေကိုရိုက်ချိုးဖြတ်တောက်ဆောင်ရွက်ခဲ့ပေမဲ့တမ်ရောစစ်ကြောင်းတွေရဲ့အလုံးစုံထိုးစစ်ကိုဟန်တားလို့မရဘူးဆိုတာတက်တည်ပြနေပါတယ်။ TNL အဖွဲ့ရဲ့အမာခံအခြေခံနဲ့မြေဖြစ်တဲ့နမ်တူမြို့နမ်ဆန်မြို့ မန်တုံမျိုးပြန်လည်သိမ်းပိုက်နိုင်အောင်နိုင်ငံတော်အစိုးရနဲ့တက်မတော်ကအဖက်ဖက်ကြိုတင်စီမံချက်ရေးဆွဲဆုံးဖြတ်ထားတဲ့အတွက် TNL အဖွဲ့ကလန်ဒတာတွေကြောင်းကြိုးကြောင်းကြာဖြည့်စည်းဖြတ်တောက်မယ်ဆိုတဲ့အချက်အပြင်ခြေတက်ရလန်တရှောင်းနင်းမိုင်းမင်းမြုံမိုင်းအလုံးပေါင်းရာချီခင်းကျင်းဖွက်ထားမယ်ဆိုတာကြိုတင်သိထားပြီးဖြစ်လို့လက်ရှိချိန်မှာတက်မတော်စစ်ကြောင်းတွေကတော်တော်ခရီးပေါက်နေပြီးတလန်းချင်းစီရှစ်တိုးနေပါတယ်နမ်တူမျိုးနဲ့နဲဆန်မျိုးနဲ့ မန်တော်မျိုးနယ်တို့ဟာတခြားမျိုးတွေလိုမတူညီတဲ့အချက်ကပလောင်တအန်လူမျိုးအများဆုံးနေထိုင်ပြီးတော့အဲ့ဒီမျိုးတွေမှာပလောင်လူမျိုးအချို့စား67ရှာခိုင်နှုန်းနဲ့လူများစု ဖြစ်တည်နေပါတယ်။တရနယ်လီပလောင်လည်းနဲ့ကိုင်အုပ်စုရဲ့နောက်ဆုံးပိတ်အမကန်နေမျိုးတွေဖြစ်တဲ့အတွက်အာကုန်ခုခံကာကွယ်မယ်လို့ယူဆရပါတယ်။မြမစစ်တပ်ထိပ်ပိုင်းကောင်းဆောင်တွေကလည်းလူစွာကျဲအာချောင်းတွေရဲ့တရနယ်လီပလောင်အကြမ်းဖက်သမားတွေကို နောက်နောက်ပုံကန်သူတွေထပ်မံမပေါ်ပေါက်လာစေအောင်ဒုံးမြင့်မာတမတော်ကြီးကတကယ်လို့ရင်ဘယ်တဘုံမှပြေးမလွတ်ဖို့ငါတို့တမတော်ကြီးကသာစိတ်ပါလက်ပါနဲ့တကယ်တိုက်ချင်ရင်ဘယ်လက်နဲ့ကင်တောင်းကျမ်းသူမှမနိုင်စရာအကြောင်းမရှိဘူးဆိုတာကိုမင်းတို့ကောင်တွေကြည့်ထားနမူနာပြစံပြဖြင့်တရနယ်လေးလက်နဲ့ကင်အုပ်စုတစ်ခုလုံးအမြင့်ပါမကြံအဆုံးထိအပြုတ်တိုက်ပြမယ်ဆိုတာတရရကင်တော့သိကြပါတယ်သူကြောင့်မူကတိုင်းရင်သားလက်နဲ့ကင်တပ်ဖွဲ့တွေထဲမှာ စစ်အင်အားအကြီးဆုံးတို့သတ်မှတ်ခံရတဲ့ UWSA ဝါတပ်ဖွဲ့ကလည်းလက်ရှိချိန်မှာ၎င်းတို့အရှိန်အဝါတွေကိုပရိတ်အုပ်နေရှာပါတယ် UWSA ရဲ့အမွေစာသားဖြစ် လူသိများတဲ့ TNL အဖွဲ့ဟာမထင်မှတ်ပဲစစ်ရေးအချိုးအကွိအပြောင်းလဲအဖြစ် UAV ဒရုန်းစာအငိုင်းမိခဲ့တယ်နောက်ချိုကြောက်မဲတီပေါ်မိုးကုတ်တိုက်ပွဲတွေရဲ့ရွှေတန်းစစ်မြေပြင်တွေမှာ TNL တပ်ဖွဲ့ဝင်တွေတည်ဆုံသွားအောင်စွမ်းဆောင်ပြခဲ့တယ် မြန်မာစစ်တပ်ရဲ့ခေတ်သစ်နေပညာစစ်စင်ရေးကိုအန်တုရှင်ပြိုင်လို့မရဘူးဆိုတာကို UWSA ဝတ်တဖွဲ့ရဲ့ဆရာကြီးတွေအမြင်မဲ့ရပြီးနားလေသဘောပေါက်လာခဲ့တယ်။ဒါကြောင့်လဲ UWSA အဖွဲ့ရဲ့တာဝန်ရှိသူတွေဟာရွေးကောက်ပွဲထောက်ခံပါမယ်လို့နေပြည်တော်မြို့တော်ကြီးတီအပြေလွှာသွားပြောရပါတယ်။အတန်လေးဦးသာကျဲလောင်ပြီးအဆက်မပါပါဝါမရှိတော့တဲ့ TNL အဖွဲ့ကတော့ခုချိန်ခါမှာလက်သေးကင်ထားတဲ့တနက်လေး ဘယ်နားမှာသွားပြေးရမယ်မသိပဲဖြစ်နေရဲ့နင်းနေညာညာနားရဲမရှိ ပေးရဲမရှိပဲမြမလီတက်ကဘုံတွေဒုံတွေမနာတန်ကျဲချခံနေကြတော့တီအန်အန်လီအဖွဲ့ရဲ့လက်အောက်ငယ်သားပလောင်ချတိတ်ရဲဘော်ငယ်လေးပဲတနည်းပလောင်ရှည်တန်းထွဲစစ်တပ်နေရတဲ့အတွေ့လူလဲပန်းစစ်လဲပန်းတဲ့အပြင်ခေတ်သစ်နီးပညာမြင့်နောက်ဆုံးပေါ်တိုက်ခွေအထူးဆန်းတွေကြောင့်အယုမီဝိုင်းတလို့ဖြစ်နေပြီး၎င်းတို့အသက်ခံတာကိုရီးယား ဒီနေ့လားမနေ့ပြန်လာနောက်ဆုံးဘဝဖြစ်နေမလဲဆိုတာတွေးပူရင်စိတ်တက်ကြဆင်းနှုတ်ပိတ်နေရပါလေလို့ပြောပါတယ်တမ်းမတော်စေချောင်းတွေရနောက်ချိုကြောင့်မေတိဘောမျိုးတွေကိုတမျိုးပြီးတမျိုးသိမ့်ပိုက်နိုင်ခဲ့ရာအောင်စိတ်ကမြန်မာလျက်ရှင်နေပြီးနံမတူမျိုးနဲ့နန်းဆန်မျိုးတွေကနေတောင်းအကျန်းဖဲ့တည်ရန်တန်လေးကိုမောင်းထုံးနိုင်ွယ်ရှင်နေပါတယ်ရှင် thank you